်မင်္ဂလာပါအခဲစပွန်ရဲ့ Premier League ပွဲစဉ်28တွဲပွဲကျုပ်သုံးသက်ချက်စီစဉ်နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခဲရဲ့ host ကောင်းကန်တန်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံကစားမဟောင်းတန်ထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ပွဲစဉ်28ထဲကတနင်္ဂနွေနေ့ရှင်းပြိုင်ကစားမဲ့ပွဲစဉ်တွေကအကောင်းဆုံးလို့ပြောရမယ့်ပွဲစဉ်တွေပွဲတို့ရွေးချယ်ပေးထားတဲ့ဘယ်ပွဲစဉ်တွေများဖြစ်မလဲဆိုတော့ပြောပြပေးအောင်ဗျာ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့အခုလာမယ့် Super Sunday ရဲ့ Big Match ဖြစ်ရှင်မြန်ကစားမယ် Manchester United တင်းနဲ့ Arsenal တင်းတို့ရဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိအနေအထားတွေအရတော့ဒီနှစ်သင်းကဒါတော်လေးကိုကြွားချနေတယ်ဆိုပေမဲ့ဒါဒီနှစ်သင်းတွေးဆုံမှုတိုင်းမှာဒါမြန်မာနိုင်ငံရဲ့ fan တွေအနေနဲ့ရောဒါကမ္ဘာလုံးရဲ့ fan တွေအနေနဲ့ရောဒါ fan အင်အားအတောင်စင်ဆုံး Premier League အသင်းနှစ်သင်းဖြစ်တာနဲ့အညီတကယ်ကိုအကျိတ်အနယ်ရှိလာမယ့်ပွဲစဉ်တစ်ပွဲဖြစ်လို့ဒီနှစ်သင်းရဲ့ရှေ့ကပွဲစဉ်တွေရဲ့ရလဒ်တွေနဲ့တူပဲစလိုက်ကြရအောင်ဗျာ မင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို wise မှပံ့ပိုးပေးတာမို့အာကစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်အာကစားပွဲစဉ်တွေကိုပုံမှန်စစ်လုံရှာစွာခန်းစားနိုင်ဖို့အတွက် one ace application နဲ့မှာ promo code အခရာနဲ့အခရာစပေါ့ကိုအသုံးပြုပြီးအကောက်အထည်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတဲ့မြန်မာကျပ်ငွေအထိစုချေးဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲ ငွေသွင်းငွေထုတ်လဲအလွယ်တကူလင့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရာအေးဂျင်များမှတဆင်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေတင်းစိတ်ကြရအစီအမံဆုံးနှိမ့်နိုင်တဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးထားမယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လွတ်မခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာအားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာ โอเคပါကွေဒီနေ့တင်းရဲ့ရှေ့ရပွဲစဉ်နဲ့ရက်လက်တွေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်နှစ်သိန်းလုံးကတော့ရက်လက်ပိုင်းအရာပေါ့နော်ခြေစွမ်းပိုင်းရထက်ဆိုင်ရက်လက်ပိုင်းအရာတော့နှစ်သိန်းလုံးကတော့အရင်ရောဒီနေမှုတော့မရှိဘူးဗျာ ဲအရင်ဆုံးကျွန်တော်ဒီအာဆင်နယ်ကိုကြည့်ရမယ်ဆိုတော့အာဆင်နယ်ကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ပရီးမီယာလိနှစ်ပွဲစတိုင်းရက်မှတ်တွေဆုံးရှုံးခဲ့တယ်။နှစ်ပွဲမှာကျွန်တော်တို့ပြောမယ်ဆိုတိုက်ဆိုင်ပိုင်းတွင်းကိုမရရှိရပဲနဲ့ပေါ့နော်။နှစ်ပွဲမှာကျွန်တော်တို့တပွဲသေးကျွန်တော်တို့ရန်ဖော့စ်ကိုကိုမရှိသေးတစ်ဖက်ကကျွန်တော်တို့ဝက်ဆန်ကိုအိမ်ဝင်းမှာဒဂိုကူမရှိရှုံးခဲ့တယ်။အဲ့မတိုင်ခင်လက်စတာကတော့နှစ်ခုကူမရှိနဲ့ပြန်ပြီးတော့နိုင်ခဲ့တယ်။ပြီးတော့နယူကာဆန်နယ်လည်းကျွန်တော်တို့ကာရဘောင်းကပ်ပေါ့နော်။ကျွန်တော်တို့ဒီ CE final မှာဒုတိယကြိမ်မှာထပ်ပြီးနှစ်ခုကူမရှိနဲ့ရှုံးတာတွေ့ရတယ်။အဲ့ဒီ၄ပွဲအပီနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့ PSV နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ချန်ပီယံလိမှာအဝူးဝဲမှာမထင်မှတ်ပဲ9-2နဲ့ဂိုးပြ ရက်လက်ကိုမှတက်စစ်ကွင်းလေခန်စစ်ကစားသမားအကုန်လုံးရဲ့ twin goal တွေနဲ့ကျွန်တော်ဒီ9 goal 2 goal ဒီရက်လက်ပိုင်းရမှာเนาะကျွန်တော်ဒီကောင်းမှုမွန်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့အဲ့ဒီဘွဲကိုဖယ်လိုက်ရင်တော့ကျွန်တဲ့၄ဘွဲမှာတော့ Arsenal ရဲ့ခြေစမ်းပိုင်းကနည်းနည်းလေးတော့စိုးရင်စရာရှိရဆိုမယ်လေနောက်ဆုံးကစားခဲ့တဲ့ PSC နဲ့ပွဲမှာတော့တော်တော်လေးကိုဒီခြေစမ်းပိုင်းကတင်ငိမ်ပြီးတော့ကောင်းမှုရှိခဲ့တယ်လို့မျိုးအဲ Champions League မှာလည်းနောက်တစ်ဆင့်ပေါ့ကျွန်တော်ဒီဒုတိယအကြော့ပွဲစဉ်မှာဘလို့မှကျွန်တော်အရင်ဖိအားတွေဘာမှမရှိတော့ဘဲနဲ့ AC တက်သွားပြီဆိုတဲ့အနေထားမျိုးနဲ့စွမ်းဆောင်နိုင်တဲ့ဒီခြေစမ်းပိုင်းကကောင်းမှုခဲ့တယ်တစ်ဖက်က United ကတော့နောက်ဆုံး၅ဘွဲမှာတော့ကျွန်တော် Tottenham Hotspur ဘွဲကိုပဲရှုံးခဲ့ တယ်။တေချတာတော့ကျွန်တော်ဒီ၃ဝဲတိရှိခဲ့တာကိုကျွန်တော်တွေးခဲ့ရတယ်ဗျ။၃ဝဲမှာတော့ကျွန်တော်ဒီတေချခဲ့တဲ့၃ဝဲထဲမှာတော့ဖူဟန်ကိုတပွဲထပ်ပြီးတော့ကျွန်တော်တို့အာဖရိကန်မှာတော့ပန်တီနဲ့ရှုံးပြီးတော့ပြုတ်ခဲ့တယ်ပေါ့နော်။အဲတော့တေချခဲ့တဲ့၃ဝဲမှာ Everton ၅ခုစီတေဖူဟန်ကိုကျွန်တော်တို့အင်္ဂွန်းမှာ၃ခုစီတေနောက်ထပ်ကျွန်တော်တို့ Real Sociedad ကိုအဝူးခွဲမှာတစ်ဖက်၃ခုစီနဲ့တေချခဲ့တယ်။အဲတော့ပြောမယ်ဆိုတော့ United ရဲ့အနေထားရတော့တေပွဲတွေများနေတယ်။အခုနောက်ဆုံး၅ပွဲမှာဆိုရင်တော့နိုင်ပွဲကလည်း Aswet Town ကို၃ခု၂ခုနဲ့ကျွန်တော်တို့၁၀ယောက်၁၁ယောက်နဲ့ကစားပြီးနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲရှိခဲ့တယ်ဗျ။ခြေစမ်းပိုင်းကလည်းအရင်ကြီးကျွန်တော်တို့အားเสียမှာမရှိဘူး။ဒါပေမဲ့လည်းရက်လ လက်ပိုင်းကိုတော့အရင်မရင်ရင်ဘောင်းတော့ Ruben Amorim နဲ့ဆွမ်းဆောင်ထားနေတယ်တော့တွေ့ရတယ်အဲ့တော့ဒီတစ်ချိန်တွေ့ဆုံမှာတော့နှစ်သိန်းလုံးမှာကအဲကျွန်တော်ပြောရမယ်ဆိုတော့မျောလင်းချက်ကတော့အရင်နှစ်သိန်းလုံးကကြီးကြီးမားမားထားစီရတော့ဘာမှမရှိတော့ဘူးဗျ Arsenal ဆိုရင်လည်း Mbappe ဆရာရဲ့အဆင့်နေရာမှာပဲဆက်ပြီးတော့ရာသီကုန်နဲ့အထိယက်တီတော်ဖို့အတွက်စူးစမ်းမယ်ပွဲစဉ်တွေဖြစ်လို့ United အနေနဲ့လည်းရာသီကုန်နဲ့အခါကျရင်အခုလက်ရှိယက်တီနေတဲ့ Mbappe ဆရာရဲ့အောက်ခြေကနေကျွန်တော်11နာရီကိုပြန်ပြီးတက်လာနိုင်အောင်ပဲဆွမ်းဆောင်ကြီးကောင်းပြနိုင်ရတော့မယ့်အခြေအနေနဲ့ဖြစ်သွားပြီအဲ့တော့အရင်နှစ်တွေတုန်းကလို့တော့ကျွန်တော်တသိန်းနဲ့တသိန်းနဲ့တသိန်းကကျွန်တော်ပြောမယ်ဆိုကျွန်တော် Champions League ဝင်ခွင့်အတွက်တသိန်းက ကျွန်တော်ဒီ champion title အတွက်အဲ့လိုပြိုင်ပွဲဝင်နေရတဲ့အနေထားနဲ့ဆိုင်ရင်တော့ဒီရာသီမှာတော့နှသိန်းလုံးကပြောရမဆိုဒီပွဲစဉ်မှာရေချက်ကတော့အရင်ကြီးကြီးမားမားမရှိတော့ဘဲနဲ့ကိုလက်ရှိရက်ရက်တည်နေတဲ့ကျွန်တော်တသိန်းကအမပေးပေးစရာရဲ့အဆင့်နေရာမှာရက်တည်အောင်ဆွမ်းဆောင်မှာဖြစ်လို့နောက်တသိန်းကလည်းကိုလက်ရှိရက်တည်နေတဲ့အမပေးစရာရဲ့အဆင့်14 15နေရာလောက်ကနေအဆင့်10 17 17လောက်အတွင်းပြန်ပြီးတော့ တွန်းတင်မှုရအောင်ပေါ့နော်စ조사မယ်နေထားမှာဆိုတော့ဒီတစ်ချိန်မှာဘယ်လိုမျိုးကြော်ဒီနှစ်သိန်းကြားပြန်ဆိုင်မှုကပြင်းထန်လာမလဲဒါမှမဟုတ်ဘယ်နဲ့ဒီနှစ်သိန်းကြားရဲ့ကြော်ဒီပထမအကြော်ဒီ FA Cup မှာတွေးဆောင်ခဲ့တဲ့ပွဲစဉ်တွေရဲ့ကြော်ဒီရက်လက်ဆိုးရွားခဲ့တာတွေပဲပြန်ပြီးတော့လက်စားချေတဲ့နောက်ထပ်ပွဲစဉ်တွေပေါ်အများဖော်ဆောင်နိုင်မလားပေါ့အဲ့လေးပြန်ပြီးဆောင်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ Manchester United အသင်းဘက်ကတော့ဒါကျွန်တော်ဥရောပပွဲစဉ်တွေမှာရောနောက်ကျွန်တော်ပြည်တွင်းပွဲစဉ်တွေ Premier League ပွဲစဉ်တွေမှာရောဒါကျွန်တော်အရင်ကြီးတော့ရက်လက်ပိုင်းဆိုင်ရာရတော့တည်ငြိမ်နေတာတော့မဟုတ်ဘူးနောက်ဆုံးကစားခဲ့တဲ့ဒါ Real Sociedad နဲ့ပွဲစဉ်မှာဆိုရင်လည်းဒါတို့ နေနဲ့အနိုင်ရရှိခဲ့သိရပါသားနဲ့တို့ရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာမှာအနိုင်ရရှိဖို့အတွက်မလုံလောက်ခဲ့တာဗျဒီအနေအထားတစ်ခုကပဲဒါကျွန်တော်ပထမအကြော့မှာဒါကျွန်တော်ပြတ်သားတဲ့အနိုင်ရလက်တစ်ခုမဖော်ဆောင်နိုင်ခဲ့ပဲနဲ့ဒါကျွန်တော်တို့ဒါတေးရလက်တစ်ခုပဲဖော်ဆောင်နိုင်ခဲ့လို့ကျွန်တော်တို့ဒုတိယအကြော့အထိကိုဒါမှစတာယူနိုက်တက်အသင်းအနေနဲ့ရေကုန်ရေခိုင်းရှင်မြန်ကစားမဲ့အနေအထားတစ်ခုတော့ရောက်သွားပြီနောက်ထပ်တစ်ခုကဒါကျွန်တော်ဖူဟန်အသင်းနဲ့ဒါကျွန်တော် FA Cup ပွဲစဉ်မှာအိမ်ကွင်းမှာလက်ခံရှင်ပြိုင်ခဲ့ရတာနဲ့ပဲဒါ ဖူဟန်အသင်းကိုဒါကျွန်တော်အနိုင်ရရှိအောင်တို့မဆွဲဆောင်နိုင်ခဲ့ဘူးဖွဲ့ချက်အတွင်းထဲမှာတည်ကြတယ်နောက်အချိန်ပေါ်မှာလည်းဒါကျွန်တော်တို့မဆွဲဆောင်နိုင်တယ်လို့ဒါကျွန်တော်ပန်နတီမှာလည်းဒါဖူဟန်အသင်းကိုထပ်ပြီးရှုံးနိုင်နေပြဆိုတော့ဒီအနေအထားကြောင့်မဲဆစ်ဆာယူနိုက်တက်အသင်းကဒါကျွန်တော်တို့ဒါဖလားလန်းကြောင်းတလုံးဖြစ်တဲ့ FA Cup ဖလားနေပြီးတော့ဒါကျွန်တော်တို့ဒါမနစ်ကချန်ပီယံဖြစ်ခဲ့ပြီမဲ့ဒီနှစ်မှာတော့စောစောစီးပဲတို့ထွက်ခွာခဲ့ရတယ်နောက်တစ်ခါကျွန်တော်တို့ဒါ Switch Town ရဲ့ပွဲစဉ်မှာတော့ခြေစွမ်းပိုင်းအရာအရင်ကြီးတည်ငြိမ်မှုမရှိပေမဲ့နိုင်ပွဲတော့တို့ဖော်ဆောင်နိုင်ခဲ့တယ်နောက်ဆိုတော့ Everton အသင်းရဲ့ပွဲစဉ်မှာတည်ကြတယ်နောက်စပါးအသင်းကိုရှုံးနိုင်ခဲ့တယ်ဗျာဒီအနေအထားကိုကြည့်မယ်ဆိုရင်တော့မဟုတ်ပါဘူးမန် Manchester United အသင်းရဲ့ဒီယာသီဒါကျွန်တော်တို့သူတို့ရဲ့ရလက်ကဒီနောက်ဆုံး၅ပွဲကိုကြည့်ရင်တော့ပဲတော်တော်ကြီးမတည်ငြိမ်မှုရှိနေတော့ကျွန်တော်တွေ့ရတယ်လို့ Chelsea Manchester အရာမှာလည်းအရင်အားရစရာတော့မရှိနေဘူးပြတဘက်က Arsenal အသင်းကတော့ဒါနောက်ဆုံး၅ပွဲမှာဒါ၅ပွဲစလုံးကိုခြုံကြည့်မယ်ဆိုရင်တော့သူတို့လည်းရလက်ပိုင်းဆိုင်ရာအရာမတည်ငြိမ်မှုဆိုပေမဲ့နောက်ဆုံးပွဲစဉ်ဒါဒါ PSV နဲ့သူတို့ Champion League ကစားခဲ့တဲ့ပွဲစဉ်မှာတော့တကယ်လို့ဒါ Champion League မှာတော့ဒါဒီလိုမျိုးဂိုးပြတ်တယ်ဆိုတော့တော်တော်ကြီးကိုရှာရှာပြရှုံထွက်အဆင့်မှာဒီလိုဂိုးပြတ်တယ်ဆိုတာကဒါကျွန်တော်ရှေ့မှာတော့မှပဲဒါကျွန်တော်မြင်ရတာတော်တော်ကြီးကိုရှာပွားတယ်ဆိုတဲ့အနေအထားတစ်ခုမှာ Arsenal အသင်းကဒါ PSV အသင်းကိုအဝေးကွင်းမှာဒါ7-1ဆိုတဲ့ရလဒ်တစ်ခုနဲ့သူတို့အကောင်းဆုံးအနိုင်ရရှိခဲ့တယ်ဗျကျန်တဲ့ပွဲစဉ်တွေမှာတော့သူတို့ Northern Forest အသင်းကိုတည်ရကြတယ် West Ham အသင်းကိုရှုံးနေတယ်နောက်ကျွန်တော် Leicester City အသင်းကိုတော့ဒါကျွန်တော်အနိုင်ရရှိခဲ့တယ်ဆိုပြီး Newcastle အသင်းကိုရှုံးနေတယ်ဒါအောင်ချင်းချင်းအပြင်နောက်ဆုံးပွဲစဉ်တွေမှာသူတို့အနေနဲ့တကယ်ဟိုအသင်းကောင်းပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အသင်းကြီးဆိုတာတဲ့ Premier League ရဲ့အသင်းကောင်းတွေကိုသူတို့အနေနဲ့အနိုင်ရရှိဖို့အတွက်ဆိုရင်တော့တော်တော်လေးကိုရုန်းကန်ခဲ့ရတယ် West Ham အသင်းကိုရှုံးပွဲကြောင့်သူတို့အနေနဲ့တိုက်တဲ့ risk ကနေပြီးတော့အနေငယ်ဒါကျွန်တော်ဝေးကွာသွားခဲ့တယ်ဆိုတဲ့အနေထားတစ်ခုနဲ့ Newcastle plus ရဲ့အသင်းကိုရှုံးခဲ့တယ်ဆိုတဲ့အနေထားကနေပြီးတော့ဒီကာရာဘောင်းဖလာပေါ့နော် EFL Cup ကနေသူတို့ထွက်ခွာခဲ့ရတယ်ဒီအနေထားကိုကြည်ချင်းအဖြစ်တာနောက်ဆုံးပွဲစဉ်မှာသူတို့ရှုံးနေခဲ့တာပေးဆက်မှုတွေပို့ပြီးတော့ကြီးမားတယ်ဗျဒီအနေထားတစ်ခုကနေပြီးတော့ဒါကျွန်တော် Arsenal အသင်းကရောဒါကျွန်တော် Manchester United အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ပြီးတော့ရှင်ပြိုင်လာတဲ့အခါမှာသူတို့ဒါအခွင့်ကောင်းတစ်ခုများဒါရရှိနိုင်ပါမလားဆိုတာကိုကျွန်တော်တစ်ချက်စိုးရိမ်မိတယ်နှစ်သင်းစလုံးကတော့လက်ရှိအနေထားအရာကဒါ Manchester United ဘက်ကတော့ပို့ပြီးတော့ဒါအခြေအနေတွေစိုးဝါးနေတယ်ဆိုပေမဲ့ Arsenal ဘက်ကတော့ဒါကျွန်တော်အနိုင်ရရှိဖို့အတွက်သူတို့ဒါအဝေးကွင်း ွဲမှာစွန့်ဆောင်နိုင်ပါမလားဆိုတာလည်းတစ်ချက်စောင့်ကြည့်ရမှာလည်းဖြစ်တယ်ဗျ။ ဟုတ်ကဲ့ပါခွေဒါ Manchester United အသင်းနဲ့ Arsenal အသင်းတို့ကဒါ Premier League ရဲ့ဒါ you know ဆိုတော့ basics အသင်းထဲမှာပါဝင်တယ်တကယ်ကိုထိတ်တိုက်တွေးဆမှုတိုင်းမှာဒါချိန်နေရှိခဲ့တဲ့ပွဲစဉ်တွေပဲကျွန်တော်တို့တောက်လျှောက်ကြည့်ခဲ့ရတာဗျဒါဒီကျွန်တော်တို့ဒါ Arsenal အသင်းကဒါကျွန်တော်နေပါနေရဲ့အချိန်မဖြစ်ဖြစ် Manchester United အသင်းကနေပါနေရဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီနှစ်သင်းကအမြင့်ရောက်နေရဲ့အနေအထားမှာပဲဖြစ်ဖြစ်ဘလို့အနေအထားမှာမဆိုဒီနှစ်သင်းရဲ့ရှင်ပြိုင်မှုကတော်တော်လေးကိုပြင်းထန်ခဲ့တာဆိုဒီတစ်ခေါက်မှလည်းတေချာပေါ့ကျွန်တော်တို့ဒါပွဲကြီးပွဲကောင်းတစ်ပွဲရှင်ပြိုင်မှုပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲကိုလည်းကြည့်ရှုရမှာဖြစ်တယ်ဆိုတော့ဒါသူတို့ ှစ်သင်းကရှေ့ရထိတိုက်တွဲဆုံမှုတိုင်းမှာဒါအရန်ကျွန်တော်တို့ဟာအနိုင်ရရှိဖို့အတွက်ကိုဒါနှစ်သင်းစလုံးကစူးစမ်းကြတာတွေကိုကျွန်တော်တို့တွေးခဲ့ရတယ်ဆိုတော့ဒီနှစ်သင်းရဲ့ရှေ့ရထိတိုက်တွဲဆုံမှုရလဒ်တွေအနီးကပ်ဆုံးရလဒ်တွေကဘယ်လိုမျိုးပုံစံနဲ့ဖြစ်ခဲ့လဲဗျာ ဟုတ်ကဲ့ပါကွေဒီနေ့တင်းရဲ့ထိတ်တဲတွဲဆုံမှုရလက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုရင်တော့အခုဒီနောက်ပိုင်းနှစ်တွေမှာတော့ Arsenal အနေနဲ့လေးအသာစီးပြန်ပြီးရလာတော့ကျွန်တော်တို့တွေ့ရတယ်ဗျ။အဲကျွန်တော်ဒီ club friendly ဖြစ်ရှင်မြန်ကစားရာသီကျူခြေစမ်းပွဲတွေကိုဖယ်လိုက်မယ်ဆိုရင်နောက်ဆုံးကျွန်တော်ဒီ official tournament 5ချိန်မှာဆိုရင် Arsenal က၄ချိန်ကြီးနိုင်ခဲ့တယ်။အဲ United ကတော့ပြီးခဲ့တဲ့နောက်ဆုံးအနီးကပ်တွဲဆုံမှုဖြစ်တဲ့ FA Cup ကျွန်တော်တတိယအဆင့်က Arsenal တင်းရဲ့ Emirates Queen မှာတော့ရှင်မြန်ကစားပြီးတော့ကျွန်တော်ဒီအချိန်မိုး penalty ရောက်ပြီး penalty နဲ့နိုင်ဝါတဲ့ပွဲကလွန်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံး Arsenal ကပဲ၄ပွဲလုံးနိုင်ထားတာကျွန်တော်တွေ့ရတယ်ဗျ။အဲ့လိုပဲ Premier League ရဲ့နောက်ဆုံး5ချိန်ကိုပြန်ကြည့်မယ်ဆိုရင် Arsenal က၄ချိန်နိုင်ပြီ ် United ကတစ်ချိန်ပဲနိုင်ခဲ့တယ်။အဲ့ဒါပြောင်းမှ United ရဲ့အိုးထွက်ပုံမှာရှင်ပြန်ကစားတဲ့နောက်ဆုံး၃ချိန်မှာတော့ United က၂ချိန်နိုင်ပြီးတော့ Arsenal ကတော့ PK နှစ်ကနိုင်ခဲ့တယ်။နိုင်ပွဲလေးကျွန်တော်တို့1-0နဲ့နိုင်ခဲ့တဲ့နိုင်ပွဲလေးရှိခဲ့တယ်ဗျ။အဲ့တော့အိုးထွက်ပုံမှာဆိုတော့ United အနေနဲ့တော့နည်းနည်းလေးပြန်ပြီးတော့ Arsenal ကိုအသာစီရရှိနိုင်အောင်ပေါ့နော်။ကျွန်တော်ပြန်ပြီးတုံ့ပြန်နိုင်တာတွေ့ရတယ်ဆိုပေမဲ့ဒီအခုနောက်ပိုင်းနှစ်ပြိုင်ပွဲစုံတွေ့ဆုံမှာတော့ Arsenal တင်းကတော့ပြန်ပြီးတော့အသာစီရနိုင်အောင်ကျွန်တော်တွေးခဲ့ရတယ်။အဲ့တော့ဒီတစ်ချိန်မှာလေဒီနှစ်သင်းကဒီနှစ်မှာ2ချိန်တွေ့ဆုံခဲ့ပြီးွားပြီ။ Premier League ရဲ့ပထမအကြော့ဖြစ်အာဆင်နယ်တင်းရဲ့အမေရိကန်မှာရှင်ပြန်ကစားတဲ့အာဆင်နယ်က 6ခုရှိနေနိုင်ခဲ့တယ်ဒါလည်း Ruben Amorim လက်ထက်မှာပဲနောက်ထပ်ပွဲစဉ်တစ်ဖြစ်ကျွန်တော်ဒီ Emery မှာပဲ FA Cup ကတရားစင်ကိုရှင်မြန်ကစားရတယ်ဒီနှစ်သင်းတွဲဆုံတဲ့ဒီ FA Cup မှာတော့ ျွန်တော်ဒီတစ်ဖက်တကူးစီနဲ့တေးကြရတယ် United ကကျွန်တော်တို့အချိန်မူပိုင်နေတီတီဆွဲခေါ်သွားပြီးတော့တယောက်ရော့အနေထားနဲ့မင်း60လောက်တောင်းခံပြီးတော့ပိုင်နေတီမှာအနိုင်ရရှိပြီးတော့ FA Cup ကနေနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့တယ်ဒီသူစွမ်းဆောင်ပြန်စွမ်းဆောင်ကောင်ပြန်နိုင်ခဲ့တယ်ပေါ့အဲ့တော့နှစ်သိန်းလုံးရဲ့အနေထားကိုပြန်ကြည့်ရမယ်ဆိုရင်တစ်သိန်းနဲ့တစ်သိန်းဒီရာဒီမပြောမယ်ဆိုတော့တပွဲစီပေါ့နော်နိုင်ထားတဲ့အနေထားလေးဖြစ်သွားရတယ်အဲ့တော့ United တော့ကကြည့်ရမယ်ဆိုဒီပွဲစီကသူဒီ Premier League ပထမအကျော်ရှုံးပွဲကိုပြန်ပြီးလက်စားချေရမယ်ပွဲ Arsenal ဘက်ကပြန်ကြည့်ရမယ်ဆိုရင် FA Cup ကတတိယဆင့်ကထွက်ခွာခဲ့ရတာကိုလက်စားပြန်ချေရမယ်ပွဲဒါပေမဲ့နှစ်သိန်းလုံးရဲ့ရေကြက်ကိုစီကိုကြည့်ရတဲ့အခါကျတော့နှစ်သိန်းလုံးကဒီရာဒီမှာတော့ဒီ ီပွဲစဉ်ကသူတို့အတွက်အရင်ကြီးတော့အရေးကြီးပြီးတော့ကျွန်တော်ဒီရီယိုဂျက်ဒီမမရှင်မြန်ကစားမယ်ပွဲစဉ်တော့မဟုတ်တော့ဘူးဗျာအာဆင်နယ်ကလည်းကျွန်တော်ဒီချန်ပီယံဆုအတွက်တိုက်ပွဲဝင်ရဖို့အတွက်ထပ်ဆိုင်တော့အဆင့်နှစ်မှာပဲဆက်ပြီးရက်ဒီဘောအောက်ကကျွန်တော်ဒီ Northern Forest ကို Man City တို့ Chelsea တို့ရဲ့ကျွန်တော်ဒီ MLS ကတ်တဲ့ PR တွေကိုကျွန်တော်ဒီ ကျပွားပေါ့နော်ကျွန်တော်ကြီးမားသွားအောင်အမှတ်ထပ်ပြီးတော့စုဆောင်းအောင်မယ်ပွဲစဉ်တစ်ပွဲအဲ့လိုပဲကျွန်တော် United ကဘက်ကကြည့်ရမယ်ဆိုလဲကျွန်တော်ဒီတန်းဆင်းဆောင်ကအမှတ်အသင်းနေတန်းအမှတ်ဖြတ်ဖို့ထက်ဆိုင်ပေါ့အပေါ်ကအသင်းကိုပြန်ပြီးအမှတ်လိုက်ကမယ်အနေထားအဆင့်အခုလက်ရှိ14ရာနေပေါ့ကျွန်တော်ဒီ73စနစ်17အဆင့်30တွင်းလောက်ပေါ့ရာဒီငွေနဲ့ခါချင်းရည်တည်နိုင်အောင်စွမ်းဆောင်ရင်ပြရမယ်အနေထားဆိုရဲပွဲစဉ်တစ်ပွဲဆိုနှစ်သိန်းလုံးမှာတော့အရင်အရင်တုန်းကလိုမျိုးကျွန်တော်ဒီ Champion League တိုက်ပွဲအတွက်ဝင်ရောက်ရှင်ပြန်ဝင်ရောက်ဖို့အတွက်တိုက်ပွဲဝင်ရတဲ့ပွဲစဉ်လိုမျိုး Champion တန်းတဲ့စုအတွက်တိုက်ပွဲဝင်ရမယ်ပွဲစဉ်လိုမျိုးတော့မဟုတ်တော့ဘူးဗျအဲ့တော့ပထမအကြုံမှာတွေ့ဆုံခဲ့တဲ့ရဲလက်တီရဲ့လက်စားချင်မှုပွဲစဉ် ိုးတွေပြီးတော့ဒီနှစ်သိန်းကြာအများနဲ့တွဲဆုံနိုင်လဲလဲပွဲကောင်းတစ်ပွဲဖြစ်အောင်ဖန်တီးနေနိုင်တဲ့အနေအထားဆိုတော့ဒီနှစ်သိန်းတွဲဆုံလာတဲ့ဒီတစ်ချိန်မှာတော့ရေကျက်ကိုစီနဲ့ဘလူတွေများတိုက်ပွဲဝင်မလဲဘလူလူစင်တွေများထုတ်လာမလဲဒီပွဲပြီးရင်လည်းနှစ်သိန်းတော့ဥရောပပွဲတွေကန်ရမယ်ဒါမှယူနိုက်တက်ကတော့ပို့ပြီးအရေးကြီးတယ်အာဆင်နယ်တော့ပထမကြော့ရက်လက်အရာတော့ဒုတိယကြော့ပွဲစဉ်ကိုအေးအေးဆေးဆေးတတ်တုံတုံသာရှင်မြန်ကစားလို့ရမယ့်အနေအထားမှာဘလူစင်အင်းနေနဲ့ကျွန်တော်တို့လူစင်အင်းတွေထွက်လာမလဲပေါ့အဲ့လေးတွေကစောင့်ကြည့်ရမယ့်ပုံစံတွေပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကိုကြီးဆိုတော့နောက်ပိုင်းနှစ်တွေမှာတော့အာဆင်နယ်အသင်းကဒါကောင်းမွန်လာတယ်မန်ချက်စတာယူနိုက်တက်အသင်းကအကြမ်းပဲရောက်လာတဲ့အနေထားတွေကြောင့်မန်ချက်စတာယူနိုက်တက်အသင်းထိတိုက်တွေးဆမှုတိုင်းမှာဒါတို့အနေနဲ့အရင်းနှိမ့်နေကြတာကိုကျွန်တော်တွေ့ရတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒါတရားသည်တဲ့အတွင်းထဲမှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒါပွဲစဉ်ဒါနှစ်ပွဲဒါမှမဟုတ်သုံးပွဲလောက်ရှင်ပြိုင်ကစားတယ်ဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့ပွဲစဉ်တိုင်းကိုရှုံးနိမ့်တာမျိုးထက်တို့အနေနဲ့ဒါပြန်ပြီးဒုက္ခပေးလိရှိတဲ့အနေထားမျိုးတွေကျွန်တော်တွေ့ရတယ်ဒါသည်အာဒါမန်ချက်စတာယူနိုက်တက်အသင်းကောင်းမွန်နေတဲ့အချိန်အာဆင်နယ်အသင်းကဒါကျွန်တော်ဒီပြအာ ာဒီတာရဲ့ဒါကျွန်တော်တို့ရှေ့ပိုင်းနှစ်တွေနောက်ကျွန်တော်တို့နန်ဒီပြအာဒီတာမတိုင်ခင်နှစ်တွေမှာတော့ကလည်းဒါသူတို့ပြသခဲ့တဲ့အနေထားခြေစွမ်းပိုင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းဒါကောင်းမွန်တဲ့အနေထားမှာလည်းအာဆင်နယ်အသင်းကအကောင်းကောင်းဒုက္ခပေးခဲ့ဗျအာဆင်နယ်အသင်းကောင်းမွန်တဲ့အနေထားမှာလည်းမန်ချက်စတာယူနိုက်တက်အသင်းကအခုဒါပြန်ပြီးတော့နောက်ပိုင်းနှစ်တွေမှာကောင်းကောင်းဒုက္ခပေးတော့တွေ့ရတယ်ဒါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါ FA ကမှာသူတို့တွေ့ဆုံခဲ့တဲ့ပွဲစဉ်အာဆင်နယ်အသင်းရဲ့အိမ်ခွင်အမေရိကန်မှာမန်ချက်စတာယူနိုက်တက်အသင်းကတော့ရောက်ပြီးကစားရတယ်ဒါကျွန်တော်တို့ဒါပွဲချင်းအတွင်းထဲမှာပဲဒါကြောင့်10ယောက်17ယောက်အနေထားမှာဝင်မန်ချက်စတာယူနိုက်တက်အသင်းကတစ်ဖက်တစ်ကိုးစီရအောင်တော့တောင်းပြီးတော့ ခံနိုင်ခဲ့တယ်နောက်ဆုံးကျွန်တော်တို့ဒါပန်နတီတီဆွဲခေါ်ပြီးတော့ဒါအာဆင်နယ်အသင်းကိုဒီရသည်ဒါရရှိနိုင်စွမ်းရှိတဲ့ဖလားတစ်လုံးကနေပြီးတော့ဒါကျွန်တော်လမ်းကြောင်းဖယ်ထွက်သွားအောင်လို့သူတို့အနေနဲ့လှုပ်ဆောင်နိုင်ခဲ့တယ်ဒါဒီအာဆင်နယ်အသင်းတစ်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီရသည်မှာဒါမန်ချက်စတာယူနိုက်တက်အသင်းဘက်ကိုတော်တော်ကြီးကိုဒါမျက်မှောက်ချိုးစရာအနေအထားတစ်ခုတော့ဖြစ်တယ်ဗျာနောက်တစ်ခုကတော့မန်ချက်စတာယူနိုက်တက်အသင်းကပထမအကြောဒါကျွန်တော်အာဆင်နယ်အသင်းရဲ့အင်ဂွင်အမ်မရိတ်မှာသူတို့အနေနဲ့တူးစီးနဲ့ရှုံးနေခဲ့တဲ့ဂိုးတော်ပြန်ပြန်သွင်းနိုင်အောင်ဆိုတဲ့အနေအထားတစ်ခုကနေပြီးတော့ခြေဖျားပြနိုင်မှုအတွက်သူတို့ရဲ့အင်ဂွင်မှာအကောင်းဆုံးစူးစမ်းမယ်အနေအထားဆိုတော့အခုပြောခဲ့သလိုပဲနှစ်သင်းစလုံးကတော့ ဒါသူတို့မှာကိုစီကိုစီရှုံးကျွေးဆက်ကားမဲ့အနေအထားတစ်ခုဟာဒီနေ့ပွဲစဉ်ကဒါကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီရာသီမှာဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်လို့အကောင်းဆုံးနှစ်သင်းသုံးလုံးရှင်ပြိုင်ကစားကြမဲ့အကျိတ်အနှံပွဲစဉ်တစ်ပွဲကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုရင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ကဒါကြောင့်ပြောမယ်ဆိုလို့ရှိရင်ဒီရာသီရဲ့ဒါကြောင့်ပွဲစဉ်28ဒါဒီနေ့သိနောက်ဆုံးထိတိုက်တွေးဆမှုမှာလာရောက်ပြီးတွေးဆကြတဲ့အခါမှာမန်ချက်စတာယူနိုက်တက်အသင်းကရာသီနှောင်းပိုင်းရောက်လာတဲ့အခါမှာရှေ့နှစ်တွေမှာကျွန်တော်မြင်ခဲ့ရတဲ့ဇညွန်အတိုင်းပဲသူတို့ရဲ့အသင်းတသင်းစာလောက်ကဒဏ်ရာရှိနေတာဗျဆိုတော့တချို့နေရာတွေမှာဒါအရန်ကစားသမားတွေဒါကျွန်တော်ပုံမှန်ပွဲထွက်နေကြမဟုတ်တဲ့ကစားသမားတွေကိုအမြဲတမ်းလိုလိုထည့်ပြီးတော့သုံးရတဲ့ဇညွန်ကြီးအတိုင်းပဲဒီတစ်ခေါက်မှာလဲသူတို့ရဲ့အဓိကကစားသမားတသင်းစာလောက်ကဒဏ်ရာရှိနေတာတွေ့ရတယ်တစ်ဖက်ကကြည့်မယ်ဆိုရင် အာဆန်နဲ့အတင်းရဲ့တကယ်ကျွန်တော်တို့ဒါကစားသမားခေါင်းနေနဲ့နောက်ကျွန်တော် first line အတိုင်းမှာပါတဲ့ကစားသမားတွေအပြင်ကိုမှတိုက်ဆက်ပိုင်းမှာတော်တော်များများဒဏ်ရာရရှိနေတာတွေ့ရတယ်။ဆိုတော့ဒီတစ်ခေါက်မှာပါ Manchester United အတင်းကဒီကျွန်တော်ဒဏ်ရာရပွဲပဲကစားသမားတွေအကုန်လုံးဖယ်ပြီးတော့သူတို့အနေနဲ့ဘယ်လိုမျိုးပုံစံနဲ့အကောင်းဆုံးပြင်ဆင်လာနိုင်မလဲ။ Arsenal အတင်းကရောဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာသူတို့အနေနဲ့ Premier League တို့ဒါကျွန်တော် Carabao Cup တို့မှာရုန်းကန်ခဲ့ရတဲ့အနေအထားတစ်ခုမြင်တွေ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာရောဒီကျွန်တော်အားနည်းချက်တွေကိုသူတို့ပြင်ဆင်ပြီးတော့ပွဲထွက်လာနိုင်မလား။နောက်တစ်ခုကဒီ Arsenal အတင်းကရော သူတို့အနေနဲ့ဒါအကောင်းဆုံးဒီတိုက်စစ်မရှိတဲ့အနေအထားတစ်ခုကနေဘယ်လိုပုံစံပြင်ဆင်လာနိုင်မလဲ PSP နဲ့ပွဲစဉ်မှာဒါတိုက်စစ်မရှိတာတောင်မှပဲသူတို့အနေနဲ့တွင်းကိုးတွေမြန်မြန်ဆဆတွင်းယူနိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာရောအဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့ပွဲထွက်လာနိုင်ရှိမလားဗျဟုတ်ကဲ့ပါကွယ်ဒီနှစ်သိန်းရဲ့ကျွန်တော်လူစင်းရတော့ဒန်ရဆင်းရမှာတော့တော်တော်လေးကိုကျွန်တော်တို့နှစ်သိန်းလုံးကတော့ထိခိုက်မှုတွေရှိတာအများကြီးတွေ့ရတယ်။တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒန်ရဆင်းရယူနိုက်တက်ဆိုရင်ပို့ပြီးတော့တိုးလာတာပဲရှိတယ်။အဲ့တော့တစ်ဖက်ကအာဆင်နယ်ကတော့ဒန်ရဆင်းရရောဒီယာဒီမှာလုံးဝဒီယာဒီပေါ့နော်ယာဒီကုန်းတဲ့အထိ ကျွန်တော်ဒီမကစားနိုင်တဲ့ကစားသမား3လောက်ရှိရဲ့ဗျဒီဖက်ကကျွန်တော်ဒီတိုက်စစ်ပိုင်းအရဆို Gabriel Jesus, Kai Havertz နဲ့ခန်းစစ်ကကျွန်တော်တိုမီယာဆိုအဲ့ဒါပြင်မှာဘူကာကိုစာကာနဲ့ကျွန်တော်ဒီ Gabriel Martinelli ကလည်းဒါန်ပြဿနာရောက်ဒီပွဲစဉ်ကိုထပ်ပြီးတော့လွဲချုံမယ်အဲ့တော့ Arsenal ရဲ့အဓိကတိုက်စစ်ပိုင်းကစားသမား4ယောက်လောက်ဒီပွဲစဉ်ကိုလွဲချုံမယ်ပေါ့နော်အဲ့တော့ Arsenal ရဲ့တိုက်စစ်ပိုင်းမှာရွေးချယ်စရာကစားသမားအများကြီးမရှိတော့ဘူးအဲ့လိုပဲဒီဖက်က United ကိုပြန်ကြည့်တဲ့အခါကျတော့ United က ရှေ့လည်းနောက်အကုန်လုံးကျွန်တော်တို့ကစားသမားတွေတော်တော်များများတန်ရရနေကြအောင်တွေ့ရတယ်။အဲ့ဒါအပြင်အမအစ်စ်ခေါ်ထားတဲ့ပက်ထရစ်ဒေါ်ဂူကလည်းဒီပွဲစဉ်ကိုအနီကပစ်တန်ညာပွဲပဲပစ်တန်ခံရမယ်မပါဝင်နိုင်ဘူး။အဲ့တော့ခံစစ်မှာဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်နဲ့တေချာပေါ့လွဲချုံမှာမာတီနက်စ်တို့လူရှောတို့ဒေါ်ဂူတို့ရှိနေတယ်။အဲ့ဒါအပြင်မှာပြီးခဲ့တဲ့ဆိုစီတက်နဲ့ပွဲမတိုင်ခင်ကကျွန်တော်တို့ဒိုင်ယာပြဿနာအသေးစားကြောင့်လွဲချော်ခဲ့တဲ့ဟာရီမက်ဂွိုင်းယားလေးဒီပွဲစဉ်မှာပြန်ပါဝင်နိုင်ပါမလားဆိုတဲ့အနေထားလေးကစောင့်ကြည့်ရဖို့ရှိမယ်။ကွင်းလေဘက်မှာဆိုရင်တော့ကျွန်တော်ဒီယာဒီဆာတွေကတောက်လျှောက်လွဲနေတဲ့မစ်ဆင်မောက်တို့ရှိတယ်။ပြီးရင်ကိုဘီမိုင်နူကလည်းဒီအာဒီကုန်ကန်ကြီးမှလာပြန်ပြီးကစားနိုင်မယ်အနေထားမှာ ဲ့ဒါအပြင်မှာပြီးခဲ့တဲ့ဆိုစီတက်မှာလည်း Harry Maguire နဲ့နီတူပဲဒဏ်ရာအသေးစားပြဿနာကြောင့်ဆူဆဲတဲ့ပွဲစဉ်ကိုလွှဲချော်ခဲ့တဲ့ Ugarte ဒီပွဲစဉ်မှာလည်းပြန်ပြီးတော့ပါဝင်လာနိုင်ပါမလားဆိုတဲ့တန်တရားလေးရှိနေတယ်ဗျအဲ့တော့ ဝင်လေရောကျွန်တော်တို့ခန်းစစ်ပိုင်းကရောအဆင်မပြေလို့တိုက်စစ်ပိုင်းမှာအဆင်ပြေမလားကြည့်တော့လေ United တိုက်စစ်ပိုင်းတန်းအဆင်မှာအမတ်ဒီယာလိုတို့မစ်စမော့တို့ရှိနေတဲ့အတွက်ကြောင့်မို့ဒီယာဒီလုံးမှာ United တိုက်စစ်မှာအကောင်းဆုံးခြေစွမ်းပြနိုင်ပြီးတွင်းကိုတွေကိုဖန်တီးနိုင်ခဲ့တဲ့အမတ်ဒီယာလိုတန်းရရှိသွားရလေ United ကပြောရမှာဆိုတိုက်စစ်ပိုင်းရဲ့ထိုးနှက်ချက်အတောင်မှာ Marcus Rashford တို့ Anthony တို့အငားချတာအချိန်မှာတိုက်စစ်ပိုင်းမှာယူချက်စီရဆိုလို့ချူချူဆက်စီပြီးတော့ကျွန်တော်ဒီ Rashford Wildland နဲ့ကနာချိုးလောက်ပဲရှိတော့ရေဗျအဲ့တော့ဒီကစားသမားတွေနဲ့ပဲတောက်လျှောက်ပွဲတွေကန်လာတဲ့အချိန်မှာ United ဒီဒီယာဒီမှာပွဲအများကြီးမကစားဘူးဆိုရင်တော့ဒီကစားသမားတွေရဲ့တန်းရအဆင် င်းအရာ rotation လုပ်စရာကစားသမားအများကြီးမရှိတဲ့ကြောင့်ကစားသမားတွေပွဲပန်းတဲ့တန်တွေကိုပြီးခဲ့ပွဲတွေမှာကျွန်တော်တွေးခဲ့ရပြီအဲ့တော့ဒန်ရပြဿနာကနေပြန်ပြီးတက်တာလာကစားသမားအချို့တော့ဒီပွဲစဉ်မှာပြန်ပြီးတော့ပူပေါင်းနိုင်မှဖြစ်မယ်မဟုတ်ရင် United ကလူစင်းကတော်တော်လေးကိုအားနေနေမှာတော့အမှန်ပဲဗျအဲ့တော့ဖြစ်နိုင်ပါ United ကစားသမား၁၁ယောက်စင်းကိုကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာတော့ Andre Onana ပဲထပ်ပြီးပွဲထွက်လာဖို့ရှိမယ်အဲ့ ခန်းစစ်တုံးတော်မှာတော့ Harry Maguire ကစားနိုင်မယ်ဆိုရင်တော့ Harry Maguire, Matthias De Ligt, Lenin Rodro ကိုတွေ့ရမှာဖြစ်ပြီးအကဲ Maguire လာမကစားနိုင်အောင်ဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးဆုစီတဲ့ကစားခဲ့ပွဲစဉ်ကအတိုင်းပဲပေါ့နော်ကျွန်တော်တို့ De Ligt, Rodro, Mazzarri ဒီသုံးအောင်တောင်တွေ့ရဖို့ရှိပါလိမ့်မယ်ဗျ။ဘယ်ဘက်ချမ်းခန်းစစ်မှာတော့ဒီပွဲစဉ်မှာတေချာပေါ့ဒီကိုဒါလို့ပဲပြန်ပြီးပွဲထွက်လာဖို့ရှိမယ်။ Dogu ကပွဲပဲဖြစ်နေတဲ့ကြောင့်မို့ညာဘက်ချမ်း Right Wing ဘက်မှာတော့ဒီပွဲစဉ်မှာအကဲ Mazzarri ပွဲထွက်မယ်ဆိုရင်တော့ Lenin Rodro ဘာလို့ RCB မှာပြန်ပြီးတွေ့ရတာမျိုးရှိသလိုအကဲ Mazzarri ဒါကျွန်တော်ဒီ Right Center ဘက်မှာပဲစင်ပြီးကစားမယ်ဆိုရင်တော့ဒါလို့ကညာဘက်ချမ်းမှာကစားမယ်ဆိုတော့ ဘယ်ဘက်ချမ်းခံစစ်မှာလို့ကျွန်တော်ဒီလူငယ်အသင်းက Harry Amas တို့ပါအောင်မြန်ပြန်ပြီးတွေ့ရမလားပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျအဲ့လိုမှမဟုတ်ပဲကျွန်တော်ဒီအာဆင်နယ်လူငယ်အသင်းကနေခေါ်ယူထားတဲ့ Isaac Heaven တို့ပါတို့ခံစစ်မှာတုံးလာပြီးတော့ Mazzarri ရဲ့ Right Wing Back ကိုပြန်ကစားဒါလောက်က Left Wing Back ကိုပြန်ကစားအဲ့လိုပုံစံမျိုးလေးကျွန်တော်တွေ့ကောင်းတွေ့ရနိုင်တယ်ကွန်းလေအတွက်ဖတ်မနေရမှာတော့ Ugarte ကစားနိုင်မယ်ဆိုတော့ Ugarte Colia ဒါမှမဟုတ် Ugarte Casemiro အတွက်ဖတ်ကိုတွေ့ကောင်းတွေ့ရနိုင်တယ်လို့ Bruno Fernandes နဲ့ကျွန်တော်ဒီ Colia Bruno Fernandes နဲ့ Ugarte တို့ရဲ့အတွက်ဖတ်လည်းတွေ့ကောင်းတွေ့ရနိုင်တယ် တက်စစ်ပိုင်းမှာတော့အများကြီးရွေးချယ်စရာမရှိဘူးနံပါတ်တွေမှာဝိုင်လန်အဲ့ဒီနောက်မှာတော့ကျွန်တော်ဇက်စီနဲ့ကနာချိုအလူမမို့ပဲနဲ့ဇန်နီနဲ့ကနာချိုကတယောက်ယောက်အနားပေးကျင်နေဆိုတော့ဘရူနိုဖာနန်ဒက်စ်ကိုနံပါတ်10ကိုတင်ကစားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပဲလုံးလို့ရမယ်အဲ့တော့ United ရဲ့လူစင်းကတော့ကစားသမား73ယောက်14လောက်က14ယောက်လောက်ကလွန်ရင်ကျန်တဲ့အပြောင်းလဲအမားကြီးကြီးမားမားလုံးလို့မရဘူးအရင်စင်းမှာထပ်ပြီးအပြောင်းလဲလုပ်ချင်တော့ Lindy Lowe တို့ Christian Eriksen တို့လိုအသက်ကြီးကစားသမားတွေပဲရှိပြီးတော့ United ရဲ့လူစင်းကတော့တော်တော်လေးအားနည်းနေအောင်ကျွန်တော်တွေ့ရတယ်အဲ့လိုပဲတစ်ဖက်က Arsenal အသင်းရဲ့လူစင်းကိုကြည့်မယ်ဆိုရင် Arsenal အသင်းကကွင်းလယ်နဲ့ခံစစ်ပိုင်းမှာတော့အရ န်ကြီးဆူဆူရွားရွားကျွန်တော်ဒီအားနေချက်မရှိဘူးဆိုရင်တိုက်စစ်ဘက်မှာလည်းတို့တို့မှလည်းအရန်ကြီးရွေးချယ်စရာမရှိဘူးဗျအဲ့တော့ဖြစ်နိုင်မှာအာဆင်နယ်အသင်းရဲ့စတိရောက်လူစင်းကိုကြည့်ရမယ်ဆိုရင်ကိုသမားနေရာမှာဒေးဗစ်ရော်ရာဘယ်ဘချန်ကစင်မှာကာလာဖီရီညာဘချန်မှာတော့ဂျူရန်တင်ပါကစင်တို့နေရာမှာဂါဘရီယယ်ဂါဘရီယယ်နဲ့ဆလီပါ ကိုနေ့တောင်းအတွက်မှာတော့ကျွန်တော်ဒီကလန်ရိုက်ကျွန်တော်ဂျော်ဂျင်ဟိုဒါမှမဟုတ်သောမတ်စ်ပါတီအိုဒီဂက်စ်ဒီကစားသမား၃ယောက်လောက်ပဲထပ်ပြီးပွဲထွက်လာဖို့ရှိနေမှာပြအဖြစ်နိုင်ဆုံးရလက်ကတော့ကျွန်တော်ဒီအိုဒီဂက်စ်ကဒီကလန်ရိုက်ကသောမတ်ပါတီရဲ့ပဲထပ်ပြီးပွဲထွက်လာရင်တော့အာဆင်နယ်အသင်းရဲ့ကွင်းလည်ပို့ပြီးတော့တောင့်တင်းမှုရှိနေမှာတက်စစ်ဘက်မှာဆိုတော့ကျွန်တော်ညံဘက်ချမ်းမှာနော်နော်ရီဘယ်ဘက်ချမ်းမှာတော့ထရော့ဆက်နံပါတ်9ရိုးမှာတော့နောက်ပိုင်းပွဲစဉ်တွေမှာပွဲထွက်လာနိုင်တဲ့မီခင်မီဝင်လို့ပေါ့နော်အဲ့တော့ဒီတက်စစ်၃ယောက်ပဲထပ်ပြီးပွဲထွက်လာဖို့ရှိပါလိမ့်မယ်သူတို့မှလည်းအရင်ရောအပြောင်းလဲတွေလုံးလုံးမရတဲ့တက်စစ်ဘက်ဖြစ်တဲ့အကြောင်းမို့ဒီတက်စစ်ကစားသမားတွေရောနည်းနည်းလေးတော့ပွဲပန်းတဲ့တံအောင်ခံရဖို့ရှိနေမယ်အဲ့လိုပဲတစ်ဖက်က United အသင်းမှာတော့ကစားသမား17ယောက်လုံးနေပါပွဲပန်းတဲ့ဒဏ်ခံရမှာဖြစ်ရကြမှာနှစ်သိန်းကြားတော့အရင်ကြီးတော့ကျွန်တော်ကစားသမားတွေပင်မနှွန်းနေမှုကတော့ကွာခြားမှုတော့ရှိမှာမဟုတ်ဘူးအရင်စင်းနဲ့လူစားလဲမှုအပြောင်းလဲတွေရတာဒီပွဲစဉ်ရဲ့ရလက်ကိုပို့ပြီးတော့တက်ရောက်သွားမဲ့အနေထားရှိမဲ့ပွဲစဉ်တွေပဲလို့ကျွန်တော်ထင်မိပါတယ်ခင်ဗျ โอเคဒါလက်ရှိ Manchester United အသင်းနဲ့ Arsenal အသင်းတို့ရဲ့လူစီရင်မှာတော့ Arsenal အသင်းဘက်ကတိုက်စစ်ပိုင်းမှာအနေငယ်ဒါအားနည်းချက်လေးတွေရှိတယ်ဆိုပေမဲ့ဒါ Manchester United အသင်းရဲ့တိုက်စစ်ကဒီထက်ပိုပြီးအားနည်းတယ်ဗျပြောမယ်ဆိုလို့ရှိရင်ဒါသည် Arsenal အသင်းဘက်ကဒါသူတို့အနေနဲ့အဓိကကစားသမားတွေဒဏ်ရာရရှိတော်လို့အရင်ကစားသမားအချို့နဲ့ထုတ်သုံးပြီးတော့ဒါကျွန်တော်တိုက်စစ်ကိုအကောင်ဆုံးပြင်ဆင်လာတယ်ဆိုတဲ့အနေအထားတစ်ခုမှာတော့မဟုတ်ဘူး Manchester United အသင်းရဲ့တိုက်စစ်ကစားသမားအဓိကကျွန်တော်တို့ဒါ White Land တို့ Zazzi တို့ဒါ Garnacho တို့ဒါဒီအနေအထားတော့မှပဲဒါ Arsenal အသင်းရဲ့ဒါ Merino တို့ Trossard တို့ ို့ Anwar Rido ရဲ့တိုက်စစ်ကိုသူတို့အနေနဲ့ live မိဖို့ရတော်တော်ကြီးကိုကြိုးစားရမယ်နောက်ထပ်တစ်ခုကဒါပြောမယ်ဆိုလို့ရှိရင် Arsenal အသင်းကတိုက်စစ်ပိုင်းဆိုင်ရာရမှာအနေငယ်အားနည်းနေဆိုပေမဲ့ဒါကျွန်တော်တို့ကွင်းလယ်ပိုင်းနဲ့ Castle ပိုင်းမှာတော့ဒါ Arsenal အသင်းဘက်ကတော်တော်ကြီးကိုအင်အားတောင့်တင်းနေစေအနေထားတစ်ခုမှာ Manchester United ဘက်ကကြီးရမယ်ဆိုရင်တော့ Manchester United အသင်းရဲ့လက်ရှိအနေထားအရဒါကျွန်တော်တို့ရှေ့လယ်နောက်ဘယ်နေရာကအားသာချက်ရှိတယ်လဲဆိုတော့ကျွန်တော်ပြောဖို့တော်တော်လေးကိုခက်တယ်ဗျာဆိုတော့ဒါရှိဒါတိုက်စစ်ပိုင်းမှာလည်းအားနည်းချက်တွေရှိတယ်။ဒါကွင်းလယ်ပိုင်းမှာလည်းအားနည်းချက်တွေရှိတယ်။ခံစစ်ပိုင်းမှာလည်းအားနည်းချက်တွေရှိ ရှိတယ်။တော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒါကျွန်တော်တို့ဒါပွဲထွက်၁၁ရောက်စလုံးတက်ကစားကွက်အနေအထားမှာကျွန်တော်နေရာဆောင်ကအားနည်းချက်တွေကတော့အခုချိန်ထိရှိနေတော့မယ်ဆိုတဲ့အနေအထားမန်ချက်စတာယူနိုက်တက်ဘက်ကဒါအားသာချက်ကတော်တော်လေးကိုနည်းပါးနေတယ်။အာဆင်နယ်ဘက်ကတော့ဒါကျွန်တော်တို့ဒါတိုက်စစ်ပိုင်းဆိုင်ရာမှာအနေငယ်အားနည်းနေတိုင်းနေဆိုပေမဲ့ဒါသူတို့ရဲ့ဒါကွင်းလယ်ပိုင်းနဲ့ခန်းစစ်ပိုင်းတကယ်အသင်းကြီးတသင်းရဲ့အနေအထားမှာရှိတယ်။အကောင်းဆုံးဒါသူတို့အနေနဲ့ဒါခုခံပြီးစော့ကစားနိုင်တယ်ဒါဘောလုံးတွေကိုဒါအကောင်းဆုံးကျွန်တော်တို့ကစားကွက်တစ်ခုကိုပုံဖော်နိုင်တဲ့အနေအထားတစ်ခုမှာတော့ရှိနေတော့မယ်။ဆိုတော့ပြောမယ်ဆိုလို့ရှင်လူစင်း င်းအားပိုင်းအရာမှာတော့မန်စတာယူနိုက်တက်ဘက်ကတော့ဒါတော်တော်လေးကိုအားနည်းချက်တွေကြီးကြီးမားမားရှိနေတာကိုလည်းတွေ့ရတယ်ဗျ။ โอเคပါကွေဒါမှမဟုတ်စာယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ကတော့ပရီးမီယာလိဂ်ပွဲစဉ်28မှာဒါကျွန်တော်ဒုတိယအကြောဖြစ်နဲ့လာရောက်ပြီးတွေ့ဆုံကြဒီတစ်ခေါက်ကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အင်ကွင်းအိုထရက်ဖို့မှာကံမှာဆိုပေမဲ့ကျွန်တော်တို့ဒါလူစင်မန်းအင်ကအရာကတော့မန်ချက်စတာယူနိုက်တက်အသင်းဘက်ကအဖက်ဘက်ကဒါအားလျော့နေရလေးကိုကျွန်တော်တွေ့ရတယ်ဆိုတော့အာဆင်နယ်အသင်းကအားသာချက်တွေရှိနေတယ်ဆိုပေမဲ့သူတို့အနေနဲ့ရောအဝေးကွင်းမှာအခွင့်အောင်ရယူနိုင်မှာမလားဆိုတော့ကျွန်တော်ဒီ FA Cup ပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းကပွဲချင်းအတွင်းထဲမှာတည်ကြအောင်ကစားနိုင်တယ်နောက်ကျွန်တော်တို့အဲဒီ penalty ပေါ့နော်ဆိုအချိန်မို့ penalty မှာတော့ Manchester United အသင်းကဒါရလက်ကောင်ရရှိအောင်ဆွမ်းဆောင်သွားနိုင်ခဲ့တယ်ဆိုတော့ Arsenal အသင်းကရောဒါကျွန်တော် Manchester United အသင်းနဲ့တွဲဆုံတိုင်းမှာသူတို့အနေနဲ့ဒါတခုခုလိုအပ်ချက်လေးတွေကျွန်တော်တို့တွေ့ရတယ်ကြောဒီအနေထားတခု Manchester United အသင်းကအခွင့်ကောင်းယူတယ်ဆိုတော့ Arsenal အသင်းကရောဒီတစ်ခေါက်မှာအဲ့လိုမျိုးလိုအပ်ချက်တွေအားလုံးမပြတာပဲနဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့သူတို့ဒါအကောင်းဆုံးပေါ့နော်ဒီရာသီရဲ့ဒါကျွန်တော်နောက်ထပ်ဂိုးပြတ်နိုင်ပွဲတွေဘာတွေများပေါ်ဆောင်သွားနိုင်မှာဒါမှမဟုတ် Manchester United အသင်းကရောဒီနေ့ပွဲစဉ်မှာအင်ကွင်းအားသာချက်ရဲ့နောက်ကျွန်တော်တို့အဓိကဒါသူတို့ Arsenal အ သင်ရဲ့ဒါအားနည်းချက်တစ်ခုကိုတို့ရှာဖွေနိုင်နေဆိုတော့အချက်တစ်ခုကိုစုပ်ကံပြီးတော့ဒီနေ့ပွဲစံမှာတို့ရလက်ကောင်းဖော်ဆောင်သွားနိုင်မလားကျွန်တော်အနိုင်သုံးမှတ်လောက်ထိဖြစ်နိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တေးတမက်ရရှိဖို့အတွက်ဒီနေ့သင်ကခွဲယူသွားနိုင်မလားအကိုရဲ့အမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစီကတော့နှစ်သိန်းလုံးကတော့ပြောမယ်ဆိုတော့ရေကြက်ကြီးကြီးမမားတော့နှစ်သိန်းလုံးမှာတော့ထားပြီးရွှေမြိုင်ကစရာမရှိတော့တဲ့အနေထားပေါ့နော်အမပေးစီကရက်တီမူအရာတွေရပဲကျွန်တော်ဒီပြောမယ်ဆိုတော့အာဆင်နယ်ကလည်းကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းအဆင့်တင်မှာပဲဆက်ပြီးတော့ရာဒီကွန်ရက်တီရက်တီနိုင်အောင်ကျွန်တော်အောက်ကအသင်းတွေအမတ်ထက်ပြီးတော့ကတ်မလောင်အမတ်ဖြတ်ဖို့အတွက်အနိုင်ရရှိအောင်ဆန်းဆောင်အောင်ပဲပွဲတစ်ဖက်က United ကိုပြန်ကြည့်လို့ United ကလည်းဒီခုလက်ရှိ အစအစင်ရက်တီမူအရအပေါ်ဘက်ကိုထပ်ပြီးပြက်ပြီးတက်နိုင်အောင်ပေါ့နော်အမတ်တွေထပ်ပြီးစူးစောင်းမယ်ပွဲအဲ့တော့အရင်လိုတော့ကျွန်တော်တို့နှစ်သိန်းလုံးရဲ့ရွေချက်ကကြီးကြီးမားမရှိတဲ့အတွက်ကြောင့်မို့အရင်ကတော့စိတ်ဝင်စားစရာတော့မကောင်းဘူးဗျဒါပေမဲ့ဒီနှစ်သိန်းကတော့အမြဲတမ်းတွေးတဲ့ပွဲစဉ်တိုင်းမှာတော့ရေကုန်ရေခန်းကစားသမားတွေရဲ့ကျွန်တော်ဒီရှင်ပြိုင်မှုအရာကစားတာတွေ့ရတဲ့အချိန်ကြောင့်မို့တော့ပွဲကောင်းတစ်ပွဲထပ်ပြီးဖြစ်လာအောင်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်ပြီးတော့ဒီနှစ်သိန်းလုံးကဒီပွဲပြင်တော့ဦးရောပွဲတွေကိုယ်စီပြန်ပြီးတော့ကစားဖို့ရှိမယ်အာဆင်နယ်ရော PSV ကိုကျွန်တော်ဒီအဝေးကမှ9-6တကိုးနဲ့ဂိုးပြတ်နိုင်ခဲ့တဲ့အနေအထားဆိုတော့အိမ်ဝင်အမရိတ်မှာတော့အရင်ကြီးဘာမှကျွန်တော်ဒီလူစင်းအရာရော အတောင်အသင်းဆုံးလူစင်းထုတ်ပြီးတော့ကစားဖို့ကျွန်တော်ဒီနောက်ထပ်နိုင်ပွဲတစ်ပွဲရရှိဖို့အတွက် PR တွေကြီးကြီးမားမားမရှိတော့ဘူးဗျာသူတို့ကဒီအခု United နဲ့ပွဲစဉ်မှာလူစင်းအပြေးဝအသုံးပြီးတော့ United နဲ့ပွဲစဉ်မှာကျွန်တော်ရလက်ကောင်းရရှိအောင်လို့ပြီးရင် PSCB နဲ့ပွဲကိုကျွန်တော်ဒီအရန်ကစားသမားတော်တော်များများ rotation လုပ်ပြီးတော့ကစားလို့ရတဲ့အနေအထားဖြစ်သွားပြီတစ်ဖက်က United ကကြောက်အဲ့လိုမဟုတ်ဘူးဗျာ Social နဲ့ပွဲမှာ19နဲ့ပွဲနိုင်လို့ရတဲ့ပွဲမှာနိုင်ရရှိအောင်မဆွမ်းဆောင်တာနိုင်အတွက်ကြောင့်မို့ အိမ်ဝဲအုတ်ထုံးမှာရှင်မြန်ကစားမဲ့ဒုတိယကြောက်ပွဲစဉ်ကအရေးကြီးတယ်။နိုင်မရမယ်မနိုင်ဘူးတေကြရတဲ့ဆိုရင်ကျွန်တော်တို့အချိန်ပိုလေးပိုင်လေးတွေသွားရမယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်မိနစ်90အတွင်းမှာလည်းအခက်မသိရင်ရှုံးသွားနိုင်တဲ့နေရာရှိတယ်။ အဲ့တော့ United ကဖီကတော့ Arsenal နဲ့တဆိုင်ကျွန်တော်ဒီဥရောပပွဲမှာပို့ပြီးတော့များသွားရဲ့အနေထားလေးရှိရဲ့အဲ့တော့ဒီပွဲစဉ်မှာလည်း United ကကစားသမားအင်အားအရာဒီပွဲစဉ်မှာရလက်ကောင်းရရှိအောင်ဆွမ်းဆောင်မှုတော့ကလည်းတော်လေးခက်တဲ့အနေထားမှာရှိတယ် Arsenal မှာကျွန်တော်ဒန်ရပြဿနာကြီးများနေတယ်အင်အားနည်းနေတာတိုက်စစ်ပိုင်းတစ်ခုပဲရှိတယ် United မှာဒန်ရပြဿနာရှိလည်တော့အကုန်အဲ့ဒါပြင်မှာကစားသမားတွေရဲ့ဆွမ်းဆောင်ရင်ပိုင်းကလည်းကျွန်တော်နေဆင်းနေတာအကုန်နီးပါးဖြစ်နေတယ်ဗျအဲ့ဒါပြင်မှာ Harry Maguire တို့ Ugarte တို့တော့မပါဝင်နိုင်ဘူးဒီပွဲစဉ်တော့ ready မဖြစ်သေးဘူးဆိုရင် United ကလက်ရှိလူစင်းရံပို့ပြီးတော့ရော့သွားဖို့ပဲရှိမယ်ဗျအဲ့တော့ဒီနောက် ောက်ထပ် real society နဲ့ပွဲစဉ်မှာလည်းအရေးကြီးရတယ်ညီဒီပွဲစဉ်ရောသူတို့တွေကအင်ပြအပြအောင်ဆိုင်မှုအပြည့်နဲ့ရလက်ကောင်ရရှိအောင်ဆွမ်းဆောင်မှုတော့ကိုကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာကျွန်တော်ပြင်ထန်မှုရှိပါမလားဗောနဲ့အဲ့ဒါလေးကျွန်တော်နည်းနည်းလေးစိုးရိမ်မိတယ်။အဲ့တော့ GMS ကလက်ရှိအနေထားရောအာဆန်တွေကလည်း PSV ကို9-6နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ကလွှဲနေတော့ကျွန်내 ဲ့ဒီမတိုင်ခင်ပွဲစဉ်မှာရှင်မြန်ကစားခဲ့တဲ့ Forest တို့ Watson တို့နဲ့ပွဲစဉ်မှာတော့သူတို့တိုက်စစ်ပိုင်းရုံးကန်ခဲ့ရတယ်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်ဒီ Arsenal နဲ့ PSG နဲ့ပွဲမှာတော့ပြန်ပြီးပြင်နိုင်ပြီဒါပေမဲ့ United နဲ့ပြန်ကစားရမယ့်ပွဲမှာတော့သူတို့ဒီလိုမျိုးဆွမ်းဆောင်ရင်ကောင်းထပ်ပြီးတော့ carrying လုပ်နိုင်မလားပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ Northern Forest တို့ Watson တို့နဲ့ပွဲစဉ်တွေမှာပဲတိုက်စစ်ပိုင်းကရုံးကန်နေရတယ်တစ်ဖက်က United ကတိုက်စစ်ပိုင်းကလည်းကျွန်တော်တို့ Arsenal တင်းရဲ့ခံစစ်မှာကြုံးမှုကိုထိုးဖောက်ဖို့အတွက်ပုံမှန်အချိန်မှာတော့ရုံးကန်နေရတဲ့အချိန်ဒီလိုကစားသမားတွေဒဏ်ရာရှိနေတဲ့အချိန်တွေတိုက်စစ်က Wildland တို့ Zazzi တို့ရဲ့ကျွန်တော်ဒီခြေစမ်းတွေပျောက်ဆုံးနေတဲ့အချိန်တွေကနာချိုတို့ရဲ့ဂိုးပေါက်ကန်ဝင်းမှုတွေ ွဲချုံနေတဲ့အချိန်ဒီမှာတွင်းကိုရရှိအောင်ဆွမ်းဆောင်နိုင်မှာမလားဆိုတဲ့တန်တရာလေးရှိမိရဲ့ပြအဲ့တော့ဒီပွဲစဉ်ကတော့အရင်လိုတွေးဆောင်ခဲ့တဲ့အချိန်မှာနှစ်သင်းလုံးတိုက်စစ်ပင်းတိုက်စစ်ကစားတာတဲ့နှစ်သင်းလုံးကထိန်းကစားပြီးတော့ပဲအဲကျွန်တော်ပြောမယ်ဆို United ကလည်းကျွန်တော်ဥပမာအိမ်ကွင်းမှာထပ်ပြီးတော့ကျွန်တော်နောက်ထပ်ရက်လက်ဆိုမရရှိခဲ့အောင်ဒီရက်လက်ရရှိခဲ့ရင်ဆိုတော့အဆင်ပြေဆိုတဲ့အနေထားတစ်ဖက်က Arsenal အသင်းကလည်းအဲကျွန်တော်ဒီပွဲစဉ်နဲ့ဆိုင်နောက်ထပ်လာမယ့်ကျွန်တော်ဒီ UEFA ပွဲစဉ်တွေအတွက်ပို့ပြီးအောင်ဆက်ဖို့တဲ့ဒီပွဲစဉ်မှာလည်းကစားသမားတိုက်စစ်ပင်းကစားသမားတွေပေါ့ကျွန်တော်အနာပေးတာတွေအရင်အပြစ်အပြစ်မကစားဘဲနဲ့ထိန်းကစားဆိုတဲ့အနေထားညာကျွန်တော်တွေးရမလားကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်က အပြန်အလှန်တွင်းကိုတွေနှစ်သိန်းပေါင်းတွင်းကိုအများကြီးတွေတွေ့ရမယ်ပုံစံတစ်ပွဲထက်တွင်းကိုနည်းမဲ့ပုံစံတွေဖြစ်တာဖို့တော့ပို့ပြီးတော့ရာခိုင်နှုန်းများတယ်အဲ့တော့အခက်မသိရင်တော့ကျွန်တော် United အနေနဲ့အိမ်ကုန်းမှာတည်ရလဲရရှိအောင်စွမ်းဆောင်ရင်ကောင်းပြနိုင်မှုအတွက်စူးစမ်းတော့မှာဖြစ်ပြီးတော့နိုင်မှုတော့ကတော့ရာခိုင်နှုန်းတော်တော်လေးနည်းပါပြပေါ့လက်ရှိ United အသင်းရဲ့တိုက်စစ်ပိုင်းကတွင်းကိုတွေအများကြီးရရှိနိုင်မှုစွမ်းဆောင်ရင်ကလည်းကျွန်တော်စွမ်းဆောင်ရင်မကောင်းဘူး Arsenal ရဲ့ခံစစ်ကလည်းကျွန်တော်ဒဏ်ရာပြဿနာကင်းရှင်းနေတဲ့ပြင်မှာ Saliba Gabriel ခံစစ်အတွင်းနဲ့ Bebe Chan က Calafuri ညာဘက်ခြမ်း Timado ရဲ့ခံစစ်၄ယောက်တန်းအောင်လည်းလက်ရှိ United အသင်းရဲ့တိုက်စစ်ကစားသမားတွေထိုးပေါက်တော့ခက်ခဲတဲ့အဲ့တော့ United အသင်းကိုရနိုင်တဲ့အနေ ေထားကတိုနီဘရူနိုဖာနန်ဒက်စ်ရဲ့အဝေးကန်ချက်တွေရဲ့အာဆင်နယ်အသင်းအလွန်ကျုံတိုက်စစ်ဆင်ရင်းနဲ့ကောင်တာအတက်ကင်းရရရှိနိုင်တဲ့အခွင့်အရေးအချို့ရဆက်စပီကရအချို့ရပေါ့နော်အဲတော့အာဆင်နယ်အသင်းကလည်းတစ်ဖက်ကနေဆက်စပီကနေအဓိကထားပြီးသွင်းကိုတွေဒီရာဒီမှာဖော်ဆောင်ထားနိုင်ခဲ့တဲ့အမြတ် မအတည့်ရ delay နဲ့ Harry Maguire ရှိရင်တော့ Suspy က United အတွက်ကတော့အဆင်ပြေရဆိုပေမဲ့လည်း defending Suspy မှာ Harry Maguire မပါဝင်နိုင်ဘူး delay တယောက်တည်းပဲဆိုရင်တော့ Arsenal အသင်းအဒီရောအကောင်းဆုံးအသုံးချသွားနိုင်တဲ့အခွင့်အရေးတွေအပြည့်အဝရှိနေတယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့အကဲအနိုင်ရလက်ရရှိခဲ့မယ်ဆိုရင်တော့လက်ရှိခြေစွမ်းပိုင်းနဲ့အနေထားရ Arsenal မောင်းနေလေးပို့ပြီးတော့ရာခိုင်နှုန်းများတယ်အဲ့တော့ အင်ရှင် United တို့ကောက်ဒီပွဲစဉ်အတွက်ဖြစ်နိုင်ဆုံးရက်လက်ကတော့တေရက်လက်ဖြစ်ပြီးတော့အကဲနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ Arsenal အသင်းပေါ်တော့နည်းနည်းလေးခွင့်ရင်းပုံများပြီး Arsenal အသင်းနိုင်မယ်ဆိုရင်ကျွန်တော်တို့ဥပမာကျွန်တော်တို့တကူးကူးမရှိနဲ့နိုင်တာတို့နှစ်ကူးတကူးနဲ့နိုင်နေဆိုရင်ရက်လက်မျိုးပေါ့နော်ကျွန်တော်ကိုပြတ်နိုင်ဝဲတဲ့ဆိုင်တကူးအတားလောင်းနေမယ်နိုင်နေ Arsenal အသင်းရဲ့ပွဲစဉ်တွေကိုတွေ့ရဖို့များပြီးတေအကြခဲ့မယ်ဆိုရင်တော့တစ်ဖက်ကိုတကူးစီတေဆိုရက်ရက်လက်လော်လေးဖြစ်သွားနိုင်နေနေတာလေးရှိပါရဲ့ဗျဒီပွဲစဉ်ကကျွန်တော်ဒီဖြစ်နိုင်ဝဲရက်လက်ကတော့တေရက်လက်ဖြစ်ဖို့အတွက်များပြီးတေအကြမယ်ဆိုရင်တကူးစီနိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီဧည့်သည် Arsenal မှာတော့အခွင့်အရေးလေးပုံများပြီး Arsenal အသင်းနဲ့တကူးအတားလောင်းနေနိုင်သွားမယ်ပွဲစဉ်တွေကိုလေးဖြစ်သွားနိုင်တဲ့အနေ नहीं था नहीं शिवाय में हो गया कोई ဆိုတော့ဒါမှဆက်စပ် United အသင်းကတော့ဒါဒီတစ်ခေါက်မှာသူတို့ရဲ့အင်ကွင် Ultra Four မှာ Arsenal အသင်းကိုလက်ခံပြီးရှင်ပြိုင်ကစားရမှာဗျာဒီအနေထားမှာဒါအခုပြောခဲ့သလိုပဲဒီထက်အသင်းစလုံးကဒါကျွန်တော်အရင်ကြီးကျွန်တော်တို့ဒါဒီဟာပေါ်မှာ pressure ပြင်းပြင်းထန်ထန်ရှိစေရတော့မလို့ဖီအားတွေများများဆက်စပ်မရှိဘူးဒါ ACC ပဲကစားမဲ့ပွဲစဉ်တစ်ပွဲပဲဗျာဒါပေမဲ့တခုရှိတာက Manchester United အသင်းနဲ့ Arsenal အသင်းတွဲဆုံတိုင်းမှာကစားသမားတွေကတော့ဘလောက်ပဲဒါအမတ်ရမတ်ပိုင်းဆိုင်ရာအရာဒါမလို့အပ်ဘူးပဲဆိုပါစို့သူတို့ဂုံတိတ်ခါပိုင်းဆိုင်ရာအရာမှာအပြင်းအထန်ဒါရှင်ပြိုင်လေးရှိတာကိုကျွန်တော်ရှေ့မှာလဲအ များကြီးတွေးခဲ့ပြီးပြီဒီနေ့ပွဲစဉ်မှာလည်းဒါဘလို့ပဲဒါသူတို့အနေနဲ့ရမှတ်ကဒါအရေးမကြီးဘူးပဲပြောပြောဒါကျွန်တော်တို့ပွဲကောင်းတစ်ပွဲကတော့တူတူကြကြကြည့်ရမှာဗျာမန်ချက်စတာယူနိုက်တက်ဘက်ကလည်းသူတို့ရဲ့ရှိတဲ့ခွန်အားကိုအကောင်းဆုံးအသုံးချသွားနိုင်တယ်အာဆင်နယ်ဘက်ကလည်းသူတို့ရဲ့ရှိသမျှဒါတော့အကောင်းဆုံးလူစီရင်တစ်ခုနဲ့ဒါအကောင်းဆုံးပုံစံတစ်ခုကိုလည်းထပ်ပြီးတော့ချပြသွားဖို့ရှိတယ်ဆိုတော့အာဆင်နယ်ဘက်ကတော့ဒါရှေ့လာမဲ့ PSV နဲ့ပွဲစဉ်ကပို့ပြီးတော့ pressure ကင်းလိုက်မယ်လို့ထင်တယ်ဒီနေ့ပွဲစဉ်ကတော့ဒါဂုံသိခါပိုင်းဆိုင်ရာရနှစ်သင်းစလုံးကအကောင်းဆုံးရှင်းပြန်ကစားကြသွားကြမှာဖြစ်တယ်ပေါ့ဆိုတော့တစ်ဘက်ကကြည့်မယ်ဆိုတော့ Manchester United အသင်းဘက်ကလူစီရင်အ နေအထားအရာဒါအာဆနယ်အသင်းရဲ့လူစင်ရင်းကိုသူတို့ရှင်းပြနိုင်မှုဆိုတော့တော်တော်ကြီးကိုခက်ခဲတယ်ဆိုတာဒါကျွန်တော်အမှန်တရားအတိုင်းပြောရမယ်ဆိုလို့ရှိရင်ဒါမန်ချက်စတာယူနိုက်တက်ဘက်ကတော့ဒါအရင်ကြီးကျွန်တော်အားရကျင်တဲ့ဖွယ်ရတော့မရှိဘူးတစ်ဖက်ကအာဆနယ်အသင်းကတော့ဒါသူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာဒါအားနေနေရဆိုပေမဲ့ဒါခန်စစ်ကွင်းလေဒါကျွန်တော်တို့ဒါဂိုးသမားအစပေါ့နော်ဆိုတော့ဒါအဖက်ဘက်ကဒါအာဆနယ်အသင်းဘက်ကအားသာချက်လေးတွေများတယ်ဗျာဆိုတော့ဒီနေ့ထားတစ်ခုမှမန်ချက်စတာယူနိုက်တက်ဘက်ကအားသာချက်ဆိုလို့သူတို့ရဲ့အိမ်ကွင်းဒါအိုထရာဖို့ဆိုတာတစ်ခုလောက်ပဲရှိမယ်ဆိုတော့ဒီနေ့ထားတစ်ခုမှမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒီအာဆနယ်အသင်းတို့ထိတ်တိုက်တွေ့ဆို ုံမှုဒီတစ်ခေါက်ပွဲစဉ်မှာ Manchester United ဘက်ကမှန်းလို့ရတာက တည်ကြီးရလတ်တက်မှတ်လို့ပဲကျွန်တော်ပြောရမှာဗျာအနိုင်ရရှိဖို့အတွက်ဆိုတော့တော်တော်ကြီးကိုခက်ခဲလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပွဲစဉ်အတွင်းမိနစ်60အတွင်းထဲမှာတော့အနိုင်ရရှိဖို့အတွက်ဆိုတော့ဒါကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာတော့ Manchester United ဘက်ကတော်တော်လေးကိုဖြစ်နိုင်ချေနဲတယ်တစ်ဖက်က Arsenal အသင်းဘက်ကတော့သူတို့ရဲ့အကောင်းဆုံးဘယ်လောက်ထိကြိုးစားအားထုတ်လာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီနေ့ပွဲစဉ်အပြေရလတ်ကပြောင်းလဲသွားမှာဖြစ်ပြီးတော့အခဲပြီးအနိုင်ရရှိရမယ်ဆိုရင်တော့ဒီနေ့ပွဲစဉ် Arsenal အသင်းဘက်မှာအနိုင်ရရှိမှာကျွန်တော်ရရှိဖို့အတွက်ရာခိုင်နှုန်းပို့ပြီးတော့များပြားနေတာဖြစ်ပေဆိုပေမဲ့ Arsenal အသင်းဘက်ကလည်းဒါအဝေးကွေးမှာတော့သူတို့အနေနဲ့တွင်းကိုးတွေအများကြီး မျောလင်းလို့တော့မရဘူးဆိုတော့အကယ်၍အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ပဲဒါကိုပြောခဲ့သလိုပဲဒါ 1C ဒါမှမဟုတ်2-1ဆိုတော့ရလက်လောင်းတဲ့ဖြစ်နိုင်ရှိတယ်မန်ချက်စတာယူနိုက်တက်အသင်းဘက်က တိုက်စစ်ကစားသမားတွေကတော့တေချာပေါ့ဒီနေ့ပွဲစမှာဂိုးသွင်းယူဖို့တော့တော်တော်လေးကိုခက်ခဲအောင်မယ်ဒါကွင်းလေဘက်ကသူတို့အလौသာဖြစ်လို့ဒါပြန်သွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့တကူလောက်တော့ပြန်ပြီးတော့သွင်းယူနိုင်ရဲဆိုပေအကယ်၍ဒါကျွန်တော်တိုက်စစ်အလုံးမဖြစ်ဘူးဒါကွင်းလေလည်းအလုံးမဖြစ်ဘူးတကယ်ကျွန်တော် attacking နေမှာအလုံးမဖြစ်ဘူးဆိုရင်တော့ဒီနေ့ပွဲစဉ်အာဆင်နယ်အသင်းဘက်ကတော့1-0ဒါမှမဟုတ်ရင်ဒါ2-0လောက်ထိတော့ဖြစ်သွားနိုင်ခြင်းရှိတယ်ဆိုပေမဲ့ Manchester United ဘက်ကကျွန်တော်အများဆုံးမှန်းမယ်ဆိုရင်တော့တေရရလက်ကျွန်တော်ဒါ1-1ဆိုတဲ့ရလက်တကူကလာဒါကျွန်တော်ဖြစ်နိုင်ခြင်းရှိတဲ့ဒါကျွန်တော်ရလက်တယ်လို့ပဲပြောရမှာဗျ ကဲ့ပါကိုကြီးဒါမှမဟုတ်ဆက်ဆော်ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြန်ကစားကြမှာပရီးမီးယားလိပွဲစဉ်28ရက်ပွဲချိန်လိုလေချက်တော့ပြန်ပြီးပြပြပေးပါဦးမြတ်ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ပရီးမီးယားလိပွဲစဉ်28ရက်စူပါဆန်ဒီမှာရှင်ပြန်ကစားမယ်အကောင်းဆုံးပွဲစဉ်ဖြစ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ဟာအခုလာမယ့်တနင်္ဂနွေနေ့ည7:00နာရီမှာရှင်ပြန်ကစားကြရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြန်ကစားကြမယ့်ပရီးမီးယားလိပွဲစဉ်28ရက်ပွဲချိန်30ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နဲ့တူလည်းပြန်လာခဲ့ပါဦးမြတ်